Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြတောင်းမှာတော့ Facebook ရဲ့ income နဲ့ပတ်သက်ပြီးကျွန်တော်ပြပြတောင်းမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မှာဆိုတာ Facebook ကပေးထားတဲ့ percent ဖြစ်တဲ့989ဒေါ်လာဆိုမှရထားပါတယ်ခင်ဗျာဒီလိုမျိုးဒေါ်လာတွေရအောင်ဘယ်လိုလှုပ်ဆောင်သွားရမလဲဗီဒီယိုတွေဘယ်လို fan တီးရမလဲတက်ပုံတွေဘယ်လို fan တီးရမလဲဆိုပြီးဒီဗီဒီယိုမှာအစအဆုံးကျွန်တော်ပြပြရှင်းပြပေးမယ်ဗီဒီယို skip မလုပ်ဘဲနဲ့တခြားလေးကြည့်တော့ပြပါဒီဗီဒီယိုမှာအားလုံး ERN set ဒီအစအဆုံးကျွန်တော်ပြပြရှင်းပြပေးမယ်ကျွန်တော်ရဲ့ Facebook account Facebook page တွေမှာကိုယ်ပိုင် video ီယိုဖန်တီဆက်မလို့ကိုပိုင်စာသားဖန်တီဆက်မလို့ကိုပိုင်တက်ပုံဖန်တီဆက်မလို့ပဲနဲ့အလွယ်တကူ copy video copy တက်ပုံ copy စာသားတွေကို copy ကူပြီးမှပြန် edit လုပ်ပြီးမှ Facebook မှာတင်ပြီးဝင်ဝင်ဘယ်လိုရှာသွားရမလဲဆိုပြီးဒီဗီဒီယိုမှာအားလုံးကျွန်တော်ပြပြရှင်းပြပေးမယ်။တချို့ကြတော့ Facebook ကနေဝင်ဝင်ရှာခြင်းနဲ့ဒါမှမဟုတ် idea idea မရှိပြန်တချို့ကြလည်း Facebook ကနေဝင်ငွေရှာရှင်လဲကိုပိုင်အချိန်လေးတွေမရှိတဲ့အတွက်ကြောင့်မို့ copy video တွေကို reactivate လုပ်ပြီးမှ page မှာတင်ပြီး account မှာတင်ပြီး YouTube channel မှာတင်ပြီးမှ Facebook ကနေတရားဝင် page sample လို့ရအောင်လှုပ်ဆောင်သွားရမလဲဆိုပြီးဒီ video မှာအားလုံးကျွန်တော်ပြပြရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် video editing tool လို့ကျွန်တော်တစ်ချက်ဖွင့်ပြပေးမယ်ဒီ video editing ပေါ့နော်ဒီဥစ္စာကျတော့ဘယ်ဥစ္စာလဲကျွန်တော်တစ်ချက်ပြပေးမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဒီမှာသူ့ရဲ့နာမည်ပေါ့နော် ကမ်တရှာဆိုပြီးခေါ်ပါတယ်ဒီကမ်တရှာကျွန်တော် free download ဆိုလဲရတယ်ဒါမှမဟုတ်ကိုက purchase လုပ်ဖို့နိုင်တယ်ဆိုရင် purchase လုပ်ပြီးတော့ပို့ပြီးကောင်းတာပေါ့နော်ကျွန်တော်ဒီဥစ္စာကျတော့ကျွန်တော်ဝယ်ထားတဲ့ software နဲ့လုတ်ပြပြီးမြင်အတွက်ကြောင့်ဒီ software ကျွန်တော်တစ်ချက်တော့မယ်ပြီးလို့ရှိရင် video ဘယ်ရတော့ပြီး download ဆွဲမလဲဆိုကျွန်တော်တစ်ချက်တော့မယ်ကျွန်တော် switch နဲ့ video ပေါ့နော်ဒီမှာဒီ video ကျွန်တော်တစ်ချက် download ဆွဲမယ်ကျွန်တော်ဒီမှာဆိုရင် download ဆွဲလုတ်ပြီးတော့ခဲ့ပေါ့နော်ကျွန်တော်ဒီဥစ္စာလေးတစ်ချက်တစ်ချက်နှိပ်သွားမယ်ဆိုရင် automatic download ဆွဲပြီးတော့မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာမတစ်ချက်ပြန် နောက်ဆုံးပြီးပြပေးမယ်။ကျွန်တော်ဒီလိုမျိုးဗီဒီယိုရဲ့အပေါ်မှာတမစ်ကာပါပုံပေါ်နော်တမစ်ပုံတွေကိုဘယ်လိုထည့်သွားရမလဲတမစ်ပုံတွေကိုလည်းအလွယ်တကူဘယ်လိုလုတ်ဆောင်သွားရမလဲဆိုပြီးဒီဗီဒီယိုမှာကျွန်တော်ပြောပြရှင်းပြပေးမယ်။အခုနောက်တော့ကျွန်တော်ဒေါင်းလုဒ်ဆွဲလိုက်တဲ့ဒီဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်မို့ဒီဗီဒီယို link ကိုကျွန်တော်တစ်ချက်ယူပြီးမှတမစ်ပုံအိမ်ဆုံးကျွန်တော်သွားပြီးမှလုတ်လိုက်ပါမယ်။အဲ့တည်းဒီကစားတစ်ချက်နေမယ်။ပြီးပြီးဆိုရင်ကျွန်တော်အပေါ် link တစ်ချက် copy ခုမယ်။ link copy ခုပြီးဆိုရင်တမစ်ပုံလုတ်ဖွဲ့အတွက်ကျွန်တော်ဒီကစားတစ်ချက် နှိပ်ပြီးသွားလိုက်ပါမယ်ခင်ဗျာဒါကြတော့ YouTube video download တော့ပါနော်ဒီနေရာမှာအခုနယူလာတဲ့ link ကို paste လုပ်မယ် download ဆွဲလိုက်မယ် download ဆိုတော့ကျွန်တော် complete မဆွဲသေးပါဘူးကျွန်တော်ဒီဥစ္စာ download ဆွဲဖို့အတွက် share do လုပ်တဲ့ပုံစံမျိုးဖြစ်တဲ့အခုလိုမျိုးကျွန်တော်ပေါ်လာချက်ပြီဆိုဒီဥစ္စာကျွန်တော် second shot ဆွဲလိုက်ပါမယ်အဲ့အတွက်ကျွန်တော် snap tool တစ်ခုနဲ့ကျွန်တော် second shot ဆွဲပြလိုက်ပါမယ် ဒါကြတော့ဖုန်းနဲ့လှုပ်သွားလိုက်ရတယ် laptop နဲ့လှုပ်သွားလိုက်ရတယ် video editing ကိုဖုန်းနဲ့လည်းကျွန်တော်လှုပ်ပြပေးထားတယ်အများသောအဖြစ်က laptop နဲ့ပြပေးပါလို့ပြောတဲ့အတွက်အခုတခါကျွန်တော် laptop နဲ့ပြပေးဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နှိမ့်မယ်ပြီးရင်ကျွန်တော်ဒီဥစ္စာ second shot ဆွဲဖို့ဆိုရင်ဒီနားလေးရဆွဲမယ်ဒီ second shot ဆွဲပြီးဆိုရင်ကျွန်တော်တို့ဒီတိုင်းဗီဒီယိုမှာတော့ထည့်သွားမယ်ဆိုရင် copyright ဖြစ်ဖို့နိုင်တဲ့အတွက်ကြောင့်ဒီ second shot လည်းပြန် edit လုပ်ပြီးသွားမယ်အဲ့အတွက်ကျွန်တော် default tab တစ်ချက်ဖွင့်မယ် ပြီးရင်ကျွန်တော်ဒီမှာ Canva software တစ်ချက်တောင်းမယ်เนาะကျွန်တော်ဒီ Play Store App Store မှာဆိုရင်ဒီ Canva software ကို LL တကူ download ဆွဲလို့ရတယ် PC laptop မှာဆိုရင်တော့ C A N V A ဆိုပြီးရိုက်ထည့်လိုက်ရင်ဒီပုံစံပေါ်လာခဲ့ပါမယ်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်နဲ့ customize ဆိုရှိရတဲ့တမမွှေ့ကျွန်တော်ဒီအပေါ်အပေါင်းလေးကိုနှိပ်ပြီးတော်လိုက်ရတယ်ကျွန်တော်ဒီကိုဆက်နှိပ်ပြီးတော်လိုက်ပါမယ် ီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်တိ380အများတိ380 site ကိုရေးပြီးတော့မယ်အကယ်လို့ကျွန်တော်တို့ကဗီဒီယိုက16.9ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ osa ရွေးပြီးသွားမယ်ဒါပေမဲ့ကျွန်တော်အခုဗီဒီယို edit လုပ်ပြီးသွားမှာဆိုတော့တိတ်တုန်ညာ60အမြတ်တိတ်တုန်ညာ60ဖြစ်တဲ့အတွက်ဒီ osa တစ်ချက်ရွေးပြီးသွားမယ်ကျွန်တော်ဒီမှာ pop up play ပေါ်လာခဲ့ပြီးဆိုရင်ကျွန်တော်ဒီဘက်မှာ upload ဆိုလို့ဆိုတော့ကျွန်တော်တစ်ချက်နှိပ်ပြီးမှအခုနောက်တော့ကျွန်တော်တို့ screenshot ဆွဲလိုက်တဲ့ osa တစ်ချက်ထည့်သွားမယ်အတွက်ကြောင့်ဒီ osa ဖြစ်တဲ့အတွက်ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ် ဒီနေရာရောက်လာခဲ့ပြီဆိုတော့ဒါတစ်ချက်နေပြီးသွားမယ်ဒီဖက်လာမယ်ဆိုကျွန်တော်ဒီလိုဆိုဒီလိုဆွဲဆန့်လိုက်ပါမယ်ခင်ဗျာနော်ဆွဲဆန့်ပြီးရင်ဒီလိုဆိုပို့ပြီးကြည့်လို့ကောင်းအောင်ကျွန်တော်ဒီတက်ပုံတစ်ချက်ထောက်ပြီးမှကျွန်တော်ဒီအနားလေးကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ဒါကြတော့ကိုကြိုက်တာထည့်လို့ရပါတယ်ခင်ဗျာနော်ဒီပုံစံလုပ်မယ်ပြီးရင်ကျွန်တော်ဒီအနားလေးကိုနည်းနည်းလုံးလုံးလုံးသွားပြီးမှ ဒီဖက် background ကိုကျွန်တော်ကျွန်တော်တစ်ခုခုရေးပြီးထည့်သွားမယ်ဒီတိုင်းထည့်သွားလိုက်ရတယ်ဒါပေမဲ့ပို့ပြီးမှကြည့်လို့ကောင်းအောင်တစ်ခုခုထည့်မယ်အတွက်ကျွန်တော်ကျွန်တော်ဒီမှာစာ CV မှာအစနစ်ထားတာအတွက်ကျွန်တော်ဒီစာသားလေးကျွန်တော်တစ်ချက် copy ကူးပြီးမှထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီအပေါ်မှာ test ရေးဖို့ဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမှာကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ကျွန်တော်ဒီအပေါ်မှာ page လုပ်ပြီးထည့်လိုက်ပါမယ်ပြီးရင်ဒီစာသားကိုကိုလိုချင်တဲ့ပုံစံမျိုး customize design လုပ်တော့လို့ရပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာအပေါ်ဆုံးမှထည့်လိုက်ပါမယ် ဒီပုံစံအတိုင်းလေးဆိုရင်တော့ကြည့်လို့ကောင်းပြီဆိုမှကျွန်တော်ဒီ OS အဝါရောင်လေးကျွန်တော်တစ်ချက်ပြောင်းလိုက်မယ်အဝါရောင်ပြောင်းပြီးမှ effect ကိုတစ်ချက်နှိပ်ပြီးတော့မယ်ဆိုရင်ကျွန်တော်ဒီ OS တစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီနေရာမှာအမဲရောင်လေးထည့်ပြီးမှ site ကိုအပြည့်ဆွဲလိုက်ပါမယ်ဒီပုံစံလေးဖြစ်သွားခဲ့ပြီဆိုရင်တော့ပို့ပြီးမှကြည့်လို့ကောင်းတယ်ဒါကြတော့ကိုစိတ်ကြိုက်ထားတော့လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီနောက်ခံ background လေအပန်းရောင်လေးကျွန်တော်ထည့်လိုက်ပါမယ်โอเคဒီပုံစံထည့်ပြီးတော့ခဲ့ပြီဆိုရင်တော့ဒီ OS download ဆွဲပြီးမှ Facebook page မှာ break တင်တင်ကျွန်တော်တို့ဒီ Facebook account မှာ break တင်တယ်ပေါ့နော်ဒါကြတော့100% corporate ကနေ look in တော့ပြီးဒါကြတက်မီပုံပေါ့နော်တက်ပုံလည်းဘယ်လို edit လုပ်ရလဲဆိုပြီးမှဒီ video မှာကျွန်တော်တခါလေးပြပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဖက်တစ်ချက်ပြန်သွားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော် video editing tool လို့ကျွန်တော်တစ်ချက်ဖွင့်ပြီးသွားမယ်အခုနောက်တော့ download ဆွဲတဲ့ video ကျွန်တော်ဒီမှာတစ်ချက်ထည့်သွားမယ်အတွက်ကြောင့်မို့ deus double click ထောက်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ screenshot လည်းထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုနောက်တော့ download ဆွဲတဲ့ video လည်းကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ် ထဲလို့ပြီးတော့ချက်ပြီးစင်တော့ကျွန်တော်ဒီဗီဒီယိုနံပါတ်3နေရာမှာထားမယ်နော်ပြီးမှတန်ရင်ကျွန်တော်ဒီ1နဲ့2ကဘာကြောင့်ခြံထားခဲ့တယ်ဒီနေရာမှာဘာတွေထည့်သွားမယ်ဆိုပြီးမှကျွန်တော်ပြောပြရှင်းပြပေးမယ်ဒီဗီဒီယိုဒီလိုမျိုး site အပြည့်ဖြစ်နေတဲ့အတွက်ကြောင့်ဒီဗီဒီယိုကျွန်တော်တစ်ချက်ပြန်မှ site ကိုပုံစံချိုးပြီးမှကျွန်တော်တစ်ချက်ပြပေးဒီမှာ tit 360အများ tit 360ရွေးပြီးတောင်းမယ်အပလန်တစ်ချက်နေမယ်ပြီးလို့ရှိရင်ဒီဗီဒီယိုကင်ပြီးဒီလိုလေးဆွဲကျင်းလိုက်ပါမယ်ခင်ဗျာနော် ဒါပေမဲ့ Facebook ရဲ့ recommendation ကြတော့ကျွန်တော်1360အမြောက်1360 4တောင်း site ဖြစ်တဲ့ကြောင့်မို့4တောင်း site နဲ့တင်သွားရင်ပို့ပြီးအဆင်ပြေတယ် Facebook page အတွက်လည်းအဆင်ပြေတယ်လို့ YouTube channel အတွက်လည်းအဆင်ပြေတယ်အတွက်ကြောင့်မို့ဒီ video site အတိုင်းကျွန်တော်လှုပ်ဆောင်သွားတာဖြစ်တယ် Tupala site က1290 1360ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင် customize လုပ်မှာ1080 1080နဲ့ကျွန်တော်သွားမှာပေါ့နော်ကျွန်တော်မှတ်ချက်ပြန်ပြပေးမှာပေါ့နော် တက်ဆက်ရှိတဲ့တက်ဆက်ရှိစတဲ့တော့ apply နေပြီးတော်လဲမှာ apply နေပြီးမှဆိုကျွန်တော်ဒီ video တစ်ချက်ဖွင့်ကြည့်ပါဒီ page ရဲ့နာမည်ပြောထားတယ်ဘာညာတရကပြောထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့နာမည်နားလေးကျွန်တော်ဖြတ်ပြီးတွားရမယ်ဥပမာကျွန်တော်တို့ဘလို့ဖြတ်ပြီးတွားရမယ်ဆိုကျွန်တော်တဘောတရားတစ်ခုကျွန်တော်ပြပေးမယ်ဒီနာကနဲ့ဒီနာကိုဖြတ်ချင်တယ်ဆိုရင်ဒီအပေါ်အနီအောင်လေးကိုကင်ပြီးမှကျွန်တော်ဒီ PCR delete button တစ်ချက်နှိပ်ပြီးတော့ပြတ်သွားခဲ့ပြီပေါ့။အဲ့လိုမှမလုပ်ချင်ဘူးဆိုရင်ပြန်မ undo လုပ်ပြီးမှကျွန်တော်တို့ EU တစ်ချက်နှိပ်ပြီးတော့မဆို shortcut in နဲ့တစ်ခါတည်းဖြတ်ပြီးမှသူ့အတူကက်ပြီးသွားပါတယ်ခင်ဗျာနော်။ deposit အတိုင်းလုပ်ပြီးတော့ခဲ့ပြီးစင်တော့ကျွန်တော်ဒီအပေါ်မှာစာသားတစ်ခုခုရေးပြီးထည့်တော့မှာပေါ့နော်။အဲ့အတွက်အလွယ်ကူဆုံးအနေနဲ့ကျွန်တော် စာသားကျွန်တော်တစ်ချက် copy ကူပြီးထည့်လိုက်ပါမယ်။စာသားထည့်မယ်အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီဥစ္စာတစ်ချက်ထည့်လိုက်ပါမယ်အပေါ်မှာ။ ပြီးတော့ရှင်ဒီကိုစ double click ထောက်ပြီးမှ page လုပ်ပြီးထည့်လိုက်မယ်ညမှာစာလဲ support ပေးရနော်ဒီတော့တစ်ချက်ပြပေးမယ်စာသားလေးမှဒီနာမနဲ့နဲ့အလွဲချော်ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီဖက်မှာညမှာဖောင့်ဆိုတော့စာတစ်ချက်ရှာလိုက်ပါမယ်အောက်ဆုံးမှာတစ်ချက်သွားရပါမယ်ကျွန်တော်ဒီမှာညမှာ test ဆိုပြီးတွေ့ရတဲ့အတွက်ကြောင့်မို့ဒီကိုစတစ်ချက်ထောက်သွားလိုက်မယ်ဆိုဒီမှာစာသားလေးပြန်အားလုံးအဆင်ပြေတော့ခဲ့ပြီပြီးလို့ရှင်ဒီစာသားလေးကိုထင်းထင်းရှားရှားဖြစ်အောင်ဆိုရင်ဒီကိုစတစ်ချက်နေမှာ ဒီဥစ္စာတစ်ချက်နှိပ်ပြီးတော့မယ်ဒီမှာထင်းထင်းရှားရှားဖြစ်သွားခဲ့ပြီဒီဥစ္စာအပေါ်ဆုံးမဆွဲပြီးမှ quality side လုပ်ပြီးမှထည့်လိုက်ပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာလည်းစာသားတစ်ခုခုရေးပြီးထည့်မယ်ဆိုရင်ပိုပြီးမှကောင်းတဲ့အတွက်ကြောင့်ဒီဥစ္စာတစ်ချက်ထည့်ပြီးမှအခုနောက်စာအောင်ကျွန်တော်တစ်ချက်ပြန်တော့ရှာလိုက်ပါမယ်ကျွန်တော်ဒီနေရာမှာဆိုရင်လိတ်ကောင်းအသုံးပြုတဲ့ definition အကြောင်းများတည်ကောင်းစရာဆိုလို့ရှိရင်တော့ပြီးလို့ရှိရင်အားလုံးကိုကျေးဇူးတင်ပါတယ် page count ကျူစုပါတယ်ဆိုတဲ့စာသားလေးကျွန်တော်တစ်ချက်ထည့်လိုက်မယ် page လုံးမယ် ီလို့ရှိရင်ဒီဥစ္စာဆွဲဆန့်လိုက်ပါမယ်ဆွဲဆန့်ပြီးဆိုရင်ဒီဥစ္စာမှစာသားနည်းနည်းလေးဟိုဒါဖြစ်တဲ့အတွက်ကြောင့်မို့ဒီဖက်မှာတစ်ချက်နှိပ်ပြီးမှညံမှာဖောက်ကိုတောင်းတစ်ချက်ရွေးပြီးမှထည့်သွားရပါမယ်အဲ့တွဲတစ်ချက်နှိပ်မယ်ဒီမှာအလုံးအစင်ပြေသွားခဲ့ပြီဆိုတော့ကျွန်တော်ဒီဥစ္စာအောက်ဆုံးမှာထားမှဒါလေးကျွန်တော်တစ်ချက်ဆွဲလိုက်ပါမယ်ဒီလိုလေးပြီးလို့ရှိရင်ဒီဥစ္စာလည်းနည်းနည်းကြီးအောင်အဲကွက်တီဆိုက်လုပ်မယ် ဒီဥစ္စာမှာစာသားအသေးလေးဖြစ်နေတယ်ကျွန်တော်အဲ့ဒီစာသားတစ်ချက်ပြောင်းမယ်တော့ကျွန်တော်ဘိုးလို့တစ်ချက်နေမှာဆိုဒီမှာအဲဒီပုံစံအတိုင်းဆိုရင်တော့ပို့ပြီးမှကြည့်လို့ကောင်းတော့ခဲ့ပြီပြီးလို့ရှိရင်ဒီမှာဆိုရင်သူရဲ့ page name ပါတယ်အတူကျွန်တော်ဒီ page name ကိုကျွန်တော် state ကအုပ်သွားလိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ page logo ဖြစ်ဖြစ် YouTube channel logo ဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ branded တစ်ခုခုကိုအုပ်သွားလိုက်ရတယ်ကျွန်တော်ကတော့အလွယ်ကူဆုံးဖြစ်အောင်ကျွန်တော်ဒီဘက်မှာအခုက10 mil ပုံကျွန်တော်တစ်ချက်ထည့်ပြီးသွားလိုက်ပါမယ်အဲ့အတွက်10 mil ပုံတစ်ချက်ပြန်ထည့်မယ် ဒီ tamil ပုံကိုကျွန်တော်နည်းနည်းလေး crop လုပ်ပြီးသွားလိုက်မယ်နော် crop လုပ်မှာကိုထည့်ချင်တဲ့ပုံစံလေးပေါ့နော်ကျွန်တော်ဒီ user အပေါ်နားလေးမှာယူသွားပြီးမှဒီ user ကိုကျွန်တော်အုပ်ပြီးမှသွားလိုက်ပါမယ်အဲ ဒီလိုလေးအုပ်ပြီးသွားမယ်ဆိုရင်ဒါဆေးအကြောင်းနဲ့ပတ်သက်ပြီးပြောတဲ့အတွက်ကျွန်တော်ပို့ပြီးအဆင်ပြေတယ်တကယ်လို့ကျွန်တော်တို့ကဒီအခြား entertainment video နဲ့ပတ်သက်ပြီးဆိုမှလည်းကျွန်တော်ဗီဒီယိုတင်ထားပြရတဲ့အဲဥစ္စာဘလို့ edit တော့ရတဲ့ဆိုမှပေါ့ဒါကြောင့်ကျွန်တော်ဆေးအကြောင်းနဲ့ပတ်သက်ပြီးပြောပြပြတယ်အကယ်လို့တရားတော်တွေကို copy ကူးပြီးတင်ချင်တယ်ဒါမှမဟုတ်အခြားအကြောင်းညာနဲ့ပတ်သက်ပြီးတင်ချင်တယ်ဆိုလို့ရှိရင်လည်းပြောပါကျွန်တော်ဗီဒီယိုလေးတွေ fan တီးပေးပါမယ်လူကြီးမင်းတို့စိတ်တန်းကြပါတော့အဲ့တော့ကျွန်တော်ဒီကအပေါ်မှာဖြစ်နေတဲ့အတွက်ကျွန်တော်သိအဆင်မပြေတဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်လောက်ပြီးမှဆွဲကျင်းလိုက်မယ် โอเคဒါလေးဆိုရင်တော့ပို့ပြီးမှအဆင်ပြေသွားခဲ့ပြီပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဒီအောက်နားလေးမှာကျွန်တော်တစ်ချက်ပြင်စရာလေးရှိရပါတော့ဒီစာသားတွေကိုဗီဒီယိုရှိလောက်အဆုံးထိထည့်ပြီးသွားမယ်အတွက်ကြောင့်ဒီစာသား select all လုပ်ပြီးမှဒီလိုလေးဆွဲပြီးမှဟိုဘက်တစ်ချက်တွန်းပြီးမှ ဗီဒီယိုရှိတော့ကျွန်တော်အစအဆုံးဆွဲလိုက်မယ်ပြီးလို့ရှိရင်အနောက်ဆုံးလေးမှာဗီဒီယိုဖွင့်ပြီးကြည့်ကြည့်ပါတော့သူတို့ရဲ့ page ရဲ့သူတို့ရဲ့ page နာမည်လို့ subscribe လုပ်ပေးပါဘာညာပြောတဲ့နေရာလေးကိုကျွန်တော်တို့ဗီဒီယိုဖြတ်ပြီးသွားမယ်ဗီဒီယိုဖြတ်တာတော့ဘယ်လိုဖြတ်ပြီးသွားရဆိုကျွန်တော်အခုနောက်တော့ပြောပြပေးတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာမှာအတန်ဖိုင်းဆိုင်ရာမှာ edit လုပ်ပြီးသွားမယ်အတွက်ကြောင့်အဲ့ဒီအတန်ဖိုင်းဆိုင်ရာမှာကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးမှ noise remove ကိုကျွန်တော်တစ်ချက်အောက်မှာထည့်ပြီးမှဒီအတန်ပါလာတဲ့အတန်100ပါတယ်ဆိုရင်160တင်လိုက်မယ်နော် 160တဲ့190လောက်တင်လိုက်မယ်ဆိုရင်အတန်နဲ့ပတ်သက်ပြီး corporate ကနေ100% looking ပါတယ်အခုစဉ်ကျွန်တော်ဒီဥစ္စာ video လေး add ပြီးပြီးစာသားပန်းနဲ့ app လုပ်ပြီးထည့်ပြီးပြီးကျွန်တော်စိတ်ချ logo ပန်းနဲ့ထည့်လို့ပြီးတော့ခက်ပြီးဆိုလို့ရှိရင်တော့ဒီအောက်မှာဗာထည့်ရမလဲဆိုရင်ကျွန်တော်ဒီမှာ background မှာတခုခု appear sticker ဖြစ်ဖြစ်အမဲ sticker ဖြစ်ဖြစ်တခုထည့်ပါကျွန်တော်တော့ appear sticker ကိုကျွန်တော်ထည့်လိုက်ပါမယ် သူများဗီဒီယိုယူသုံးနေဆိုရင်ကျွန်တော် properly video edit လုပ်ပြီးသွားရတဲ့အတွက်ကျွန်တော်တေချာလေးကျွန်တော်ပြတဲ့အတိုင်းဗီဒီယို edit လုပ်ပြီးသွားပါပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးနားလေးမှာဆိုရင်ကျွန်တော်တို့ဒီ scaling recording လုပ်ပြီးထည့်ရပါမယ်အတန်ဖြောက်မှပေါ့နော်ကျွန်တော်တို့ဒီ scaling recording ပဲဖြစ်ဖြစ်အခြားနေရာမှာ video record လုပ်ပြီးယူလာတဲ့ဥစ္စာဖြစ်ဖြစ်ကျွန်တော်ဒီအောက်ဆုံးမှာထည့်ရမယ် အဲ့ဒီ screen recording ကြတော့ original ဖြစ်ရပါမယ် copy ကူးတာလောက်ဆိုလုံးဝမရပါဘူး original screen recorder ပေါ့နော်ကျွန်တော်ဒီမှာဆိုရင် record လုပ်တော့လိုက်ရတယ်ကျွန်တော်ကျွန်တော်တခါတည်း screen recording လုပ်ထားပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပေါ့နော်ဒီဥစ္စာကျွန်တော်တစ်ချက်ယူပြီးထည့်လိုက်မယ်အောက်ဆုံးသားလေးမှာပြီးရင်ဒီမှာအတန်ပါနေအတွက်ကျွန်တော်ကျွန်တော်ဒီအတန်လေးကိုကျွန်တော် silent လုပ်ပြီးတော့လိုက်ပါမယ်ပိတ်ပြီးတော့မှာပေါ့နော်ပြီးရင်ကျွန်တော်ဒီဖက်တစ်ချက်သွားပြီးမှဒါလေးကိုတစ်ချက်ဖြတ်လိုက်မယ် S button တစ်ချက်နှိပ်ပြီးမှဒီဥစ္စာ delete နှိပ်ပြီးမှဖြတ်လိုက်မယ် ဒီပိုနေတဲ့ဥစ္စာလေးကျွန်တော်ဒီလိုမျိုးဆွဲချင်းချက်လို့ရတာပေါ့နော်အဲဒီမှာ quality လို့ပြီးတော့ချက်တာအားလုံးပြီးပြည့်စုံသွားခဲ့ပါပြီခင်ဗျာနော်အားလုံးပြီးပြည့်စုံသွားခဲ့ပြီဆိုရင်ဒီဥစ္စာ export ထုတ်ပြီးမှ page မှာ account မှာတင်ပြီးသွားရမယ်အဲ့ဒါလည်းဘလို့တင်သွားရမလဲ content monitoring နဲ့ဝင်ငွေရအောင် content monitoring partner monitoring CM စကြက် alike CM ကနေဝင်ငွေရအောင်ဘလို့တင်သွားရမလဲဆိုမှအားလုံး step by step ကျွန်တော်ပြပြပေးမယ်အရင်ဆုံးတော့ဒီ video ကျွန်တော် export ထုတ်ပြပေးမယ် အားလုံးကိုလက်တွေ့ကြကြပြပြီးမှဖြစ်ပါတယ်နော်ဗီဒီယို skip လို့ပဲတခြားလေးကြည့်တော့ပြပါတချက်နေမယ်ပြီးရင်ဒီဥစ္စာတချက်နေပြီးမှကျွန်တော်တို့ဘယ်နာမည်နဲ့ထားမလဲကျွန်တော်ဒီနာမည်နဲ့ပဲထားမယ်အဲ့တော့ကျွန်တော် copy ကူးမယ်အပေါ်မှာ paste လုပ်မယ်ဘယ်မှာ skip လုပ်မလဲဆိုတော့ကျွန်တော်ဒီမှာပဲ skip လုပ်လိုက်မယ် pincelet flow export ဆိုပြီးနေပြီးတော့လိုက်ပါမယ်ခင်ဗျာနော်ဒီဥစ္စာအချင်းလေးခဏဆောင်မယ်ဒီဥစ္စာအားလုံးအဆင်ပြေတော့မယ်နောက်တစ်ခု page ကိုကျွန်တော်ပြပြပြီးမှာနော်နောက်တစ်ခု ကျွန်တော်ဒီ page မှာလည်းအခုစတော့နေတယ်ဒီ page မှာဆိုရင်ကျွန်တော်ဓာတ်ပုံတွေပဲတင်ပြီးမှာပေါ့နော်ဒီဓာတ်ပုံတွေကို corporate looking ကဘယ်လို edit ရလဲဆိုတော့အခုနောက်ကျွန်တော်ပြပေးတယ်တီးတန့် video တစ်ပုဒ်လည်းလောက်ထားပေးရတယ်အဲ့ဒီ video လည်းကျွန်တော်တင်တင်သွားပေးမယ်ပြီးရင်ဒီ copy စာသားတွေလည်း corporate looking ကဘယ်လိုတင်သွားရမလဲဆိုမှ ဒီတက်ပုံ edit လုပ်ပုံလုံးနည်းနဲ့ server edit လုပ်ပုံလုံးနည်းကိုတစ်ဆက်တည်းကျွန်တော်ဗီဒီယိုလုပ်ပြီးမှပြပေးမှဖြစ်ပါတယ်အဲ့ဒီဗီဒီယိုနည်းနည်းနောက်ကျရင်ရောက်လာလိမ့်မယ်ခင်ဗျာနော်ဒါမှမဟုတ်ဒီဗီဒီယိုထက်ဆန်အရင်ရောက်ရင်ရောက်လိမ့်မယ်ဒီအပေါ်အောက်မှာနည်းနည်းရှာကြည့်လိုက်ပါတွေ့ပါပါနော်ဒီအတွက်ဝင်ငွေရလာဆိုရင်တော့ကျွန်တော်ဒီဖက်မှာတစ်ချက်တောင်းမယ်ဒီဥစ္စာ business switch ပေါ့နော် business switch ကိုတစ်ချက်လာလိုက်ပြီဆိုဒီမှာဆိုရင် ဒီမှာဆိုရင် moderation မှာလည်းလုံးဝစိမ့်နေရပါတော့ဒီမှာတစ်ချက်ချင်းမှာဆိုရင်ဒီဥစ္စာအခုမှ content moderation setup ရတဲ့အတွက် content moderation setup လောက်ဆောင်သွားတဲ့အချိန်မှာဆိုရင်0.2ဒေါ်လာလောက်ဝင်နေပါပြီခင်ဗျာဒါပေမဲ့ပို့ပြီးမှတေချအောင်ကျွန်တော်တစ်ချက်ကြီးသွားပြီးမှသူပြောင်းအကောင့်ကိုကျွန်တော်တစ်ချက်ကြီးသွားပြီးမှပြပေးပါမယ်ပြောင်းအကောင့်မှာဘလောက်ဝင်နေပြီလဲပေါ့နော်ကျွန်တော်ဒီနေရာကြည့်ရတခါချင်းအလွဲချော်လေးဖြစ်တတ်တယ်ပေါ့နော်ဒါကြတော့28ရက်စာပဲပြတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပုံမှန်အပြည့်ပင်မှာသွားကြည့်မလဲဆိုရင်ဒီမှာ setting တစ်ချက်ပြန်သွားမယ် ပြီးရင်စစ်တင်တစ်ချက်ပြန်နေမယ်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုကျွန်တော်နည်းနည်းအောက်ဆင်းသွားပြီးမှကျွန်တော်ဒီမှာပြောင်းအကောင့်ချိန်ထားတဲ့ဆိုရင်တော့ဒီပုံစံပေါ်မယ်ပြောင်းအကောင့်မချိန်ထားဘူးဆိုရင်ဒါလေးတော့ပေါ်မှာတော့မဟုတ်ဘူးဒီဥစ္စာတစ်ချက်နေပြီးသွားမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ကျွန်တော်ဥစ္စာက35ဒေါ်လာတသမတ်24ပိတ်ဆံဝင်နေပါပြီခင်ဗျာဒီ page မှာကျွန်တော်အားလုံးက copy တက်ပုံတွေပဲတင်တယ် copy စာသားတွေစီးအကြောင်းအရာနဲ့ပတ်သက်ပြီးတင်တယ်ဥစ္စာဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာ page တိတိလေးဖြစ်တဲ့အတွက်ကြောင့်ဒီ page တိတိလေးမှာဆိုရင်အခုဆိုလို့ရှိရင်တော့ ဝင်ငွေလေးတွေက35.24ဒေါ်လာဝင်နေတာဆိုတော့မနေဘူးဒီဥစားကျွန်တော်ဆက်လက်ပြီးပုံမှန်လေး post content တင်မယ်ဆိုရင်တော့ပထမလမှာဆိုရင်ဒေါ်လာ100 150 200လောက်ရမယ်ဒုတိယလတတိယလစတော့လဆိုလို့ရှိရင်ဒေါ်လာတက်ဖို့ပဲရှိတယ်ကိုကပုံမှန်လေးအလုံးလုံးဆောင်သွားမယ်ဆိုရင်တော့ဒေါ်လာတက်ဖို့ပဲရှိတဲ့အတွက်ကြောင့်မို့ Facebook ကနေနေရင်ထိုင်ဒေါ်လာတစ်လောက်400 500 1000လောက်ရမယ်ဆိုရင်အေးစစ်စစ် ပိတ်ဆန် income လုပ်ပြီးတော့ပါစနစ်တကျ mankan လုပ်ပြီးတော့ပါစနစ်တကျ mankan video edit လုပ်ပြီးတော့ပါခင်ဗျာနော်ဒီဥစ္စာ video export ပြီးတော့ခဲ့ဆိုကျွန်တော်ပြန်တင်ပြပါမယ်နော်အဲ့အတွက်ကျွန်တော်နောက်တစ်ခုကျွန်တော်တစ်ချက်ပြန်သွားမယ်ဒီမှာပေါ့နော်ဒါကြတော့ဒီလဥစ္စာမရတဲ့ဥစ္စာ 989ဒေါ်လာရပါတယ်989ဒေါ်လာဆိုရင်တော့ညမှာပိတ်ဆက်နဲ့တွက်လိုက်မယ်ဆိုတော့နည်းတဲ့အမော်တော့မဟုတ်ဘူးနေင်းထိုင်နေဒီလောက်ရဆိုတာဒါကျွန်တော် page တစ်ခုထဲဥစ္စာပဲပြတာဖြစ်ပါတယ်เนาะ Facebook ကနေရတဲ့ဝင်ငွေတည်တန်းရှိတယ် page ကနေရတဲ့ဝင်ငွေတည်တန်းရှိတယ် YouTube channel ကနေရတဲ့ဝင်ငွေတည်တန်းရှိတယ်အားလုံး total ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီနေဒီသူများလစာလောက်တာထက်ဆိုင်ရင်တော့သူများအလုပ်လုပ်ပြီးလစာရတဲ့ထက်ဆိုင်ရင်တော့ကျွန်တော်တို့ဒီ Facebook မှာတရက်ကိုအချိန်တိုင်းတစ်ပတ်နှစ်ပတ်လောက်ပေးလိုက်တာနဲ့ကိုသူများလစာထက်ဆိုင်တော့ ော့၄၅၆စ၁၀စလောက်ကိုကောင်းပါတယ်ခင်ဗျာနော် income ကဒါစူးစမ်းရင်စူးစမ်းလောက်ရပါတယ်ကိုရဲ့ကိုပိုင်အလုပ်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီဥစ္စာတစ်ချက်ပိတ်ပြီးမှဒီဥစ္စာကျွန်တော်တစ်ချက်ဆောင်းလိုက်မယ်အခြားအခြားတက်ဖွင့်ပြီးသွားမယ်ဆိုရင်ဒီ video export ဖြစ်တာနည်းနည်းကြာတယ် design ထားမယ်ဆိုရင် video export ဖြစ်တာမြင်တယ်အခုကျွန်တော်ဒီမှာဆိုရင် video editing လုပ်တာ video export လုပ်တာ100% complete ဖြစ်သွားခဲ့ပြီဆိုရင်ကျွန်တော်ဒီဥစ္စာ okay တခြင်းနေမှာကျွန်တော်ဒီဥစ္စာတစ်ချက်ပြေးလိုက်ပါမယ် ပိတ်ပြီးသွားခဲ့ပြီဆိုကျွန်တော်ဗီဒီယိုတင်ဖို့ဆိုရင်တော့ကျွန်တော်ဒီနေရာတစ်ချက်သွားပြီးမှကျွန်တော် page ကိုတစ်ချက်ပြန်သွားလိုက်ပါမယ် page ကိုသွားမယ်ဆိုရင်ဒီ page ကရတဲ့ piston တွေမှာ35.24ဒေါ်လာရတယ်အဲ့အတွက်ကျွန်တော်တို့ဗီဒီယိုတင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးမှဒီဥစ္စာဒီ page home တစ်ချက်သွားမှဒီရနဲ့ဗီဒီယိုတင်လို့ရတယ်ဒါပေမဲ့ဒီရနဲ့ဗီဒီယိုတင်လို့ရရင်ဝင်ငွေကမရဘူးတချို့တလေရပြီမလဲဝင်ငွေတအားနေတဲ့အတွက်ကြောင့်မို့သူဒီ Facebook team နဲ့ပြထားတဲ့နေရာသွားတင်မယ်အတွက်ကြောင့်မို့ကျွန်တော်ဒီ business switch ကိုတစ်ချက်သွားပြီးမှကျွန်တော်ဒီ content ဆိုတဲ့ဥစားကျွန်တော်တစ်ချက်နှိပ်ပြီးသွားမယ်ဆိုတော့ကျွန်တော်ဒီပုံစံပေါ်လာခဲ့ပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာ create post ဆိုရှိရဒီဥစားတစ်ချက်နှိပ်မယ်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုတော့ကျွန်တော်ဒီ tab လေးကျွန်တော်တစ်ချက်ထောက်ပြီးသွားမယ်ထောက်ပြီးသွားပြီဆိုကျွန်တော် အခုနောက်တော့ video edit လုပ်တော့ဆိုဒီ website ဖြစ်တဲ့ copy video တွေရဖြစ်တဲ့အခုကျွန်တော်တို့ video edit လုပ်ပြီး export ထုတ်တဲ့ဒီ video ဖြစ်တဲ့အတွက်ကျွန်တော်ဒီ video select လုပ်ပြီးမှ open တစ်ချက်နေပြီးသွားမယ် open နေပြီးတော့ပြီဆိုရင်ကျွန်တော်ဘက်ကဘာမှမလုပ်ပါနဲ့ကျွန်တော်ဒီနေရာမှာဆိုရင်ဒီ video စာ100%ပြည့်ပြီဆိုမှတိုင်းကျွန်တော်ဒီအောက်မှာထည့်စာရှိရ title လေး description လေးတက်မြင့်လေးကိုထည့်ပြီးတော့ပါခင်ဗျာနော်အဲ့အတွက်ကျွန်တော်အချိန်ခဏလေးစောင့်ပြလိုက်ပါမယ်ဒီလို100%ပြည့်အောင် ကျွန်တော်ဆက်ဒီမှာ100%ပြည့်တော့ခဲ့ပြီဆိုရင်တော့ကျွန်တော်အရင်ဆုံးကျွန်တော်ဒီ user တစ်ချင်းနေပြီးမှကျွန်တော်ဒီမှာဆိုရင် Thai language ရွေးပြီးသွားမယ်ကျွန်တော်ဒီနေရာမှာ language မယူဘဲ video design တင်တော့ခဲ့တဲ့ဆိုရင်တော့ဝေငွေလုံးဝမရပါဘူးအဲ့တော့အရေးကြီးတဲ့အတွက်ကျွန်တော်ကျွန်တော်ဒီနေရာမှာ language မှာ Thai ကိုရွေးပြီးသွားမယ် Thai ကတော့တရားဝင်ပိတ်ဆံပေးတယ်တရားဝင်ပွင့်တဲ့နိုင်ငံဖြစ်တော့ကျွန်တော် Thai ကိုရွေးပြီးသွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ decoration title ထည့်ပြီးသွားမယ်အတွက်ကြောင့်အဲ့ဒီ decoration title ကျတော့ဒီ user တစ်ချက် copy copy ခူးမယ် ဒီစာသားကိုကျွန်တော်ကိုယ့်အကူရေးပြီးမှထည့်လိုက်ပါခင်ဗျာနော်ကျွန်တော်ရေးပြီးပြမယ်ဆိုရင်ဗီဒီယိုတအားရှည်နေမှာဆိုတဲ့အတွက်ကြောင့်မို့ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်ဆုံးစာသားလေး copy ကူးပြီးမှ paste လုပ်ပြီးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ Tamil ပုံထည့်တဲ့ကနေမှာ upload image လို့ရှိရဒီဥစ္စာတစ်ချက်နေမှာဒီဥစ္စာတစ်ချက်နေမှာပြီးကျွန်တော်အခုနောက်တော့လောက်ထားတဲ့ဓာတ်ပုံဒီဓာတ်ပုံလေးကို select လုပ်ပြီး open နေပြီးတော့မှာဆိုဒီမှာဓာတ်ပုံကျွန်တော်ထည့်လိုက်ပြီး ဗီဒီယို export ပြီးသွားခဲ့ပြီဆိုတော့ကျွန်တော်ဒီနေရာမှာဒီတက်ပုံလေးပေါ်မှာဖြစ်ပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်တော့ save ဆိုင်နဲ့ပတ်သက်ပြီးတစ်ခုခုရေးပြီးတော့လို့ရကျွန်တော် design ထားမယ်အကဲလို့ကျွန်တော်က page က၃လေးခုရှိရဆိုရင်အဲ့ဒီ page ကိုကျွန်တော်ဒီမှာ link ထည့်လိုက်မယ်ဆိုရင်ဗီဒီယိုတင်လိုက်တဲ့နဲ့အဲ့ဒီ page ၃လေးခုစလုံးမှာ direct ရောက်ပြီးတော့မယ်ဒါပေမဲ့ကျွန်တော်ကဒီ page တစ်ခုတည်းမှာပဲတင်မယ်အတွက်ကြောင့်မို့ဒီကို squat design ထားလိုက်မယ် ပြီးရင်ကျွန်တော်ဒီဘက်ကလည်း export လုပ်ပြီးသွားမယ်ဒီမှာတစ်ချက်ကြည့်မှာဆိုရင် no corporate issue ဆိုမှဒီဒီ video မှာ corporate ကနေ100% looking နဲ့ဆိုပြီးမှဒီမှာတရားဝင်သူကပြထားပြပါတယ်ကျွန်တော် edit လုပ်တာဆို complete ဖြစ်သွားခဲ့တယ် edit ပိုင်းမှာအများကြီးမလို့ဘူးအ ਨੇ ချင်းလေးလှုပ်ဆောင်နိုင်ရင်လည်းရပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ဗီဒီယိုလုပ်ရင်းနဲ့ပြောပြတဲ့အတွင်းဗီဒီယိုရှေ့ခေါင်းရှေ့ဖို့နိုင်မယ်ဒါပေမဲ့အသေးစိတ်ပြပြတဲ့ကျွန်တော်တကယ်တော့ကျွန်တော်ပါတယ်ကျွန်တော်လုပ်ပြီးတော့တဲ့ဆင်ဗီဒီယိုခဏလေးနဲ့ရတော့ဗောနော်ပြီး next တစ်ချက်ပါမယ် ပြီးတော့ရှိရင်ကျွန်တော်နောက်ထပ် next တစ်ချက်ပြန်သွားမယ်ဆိုရင်ဒီနေရာမှာအဲ့ဒီကအရေးကြီးတယ်ဆိုတော့ဒီ CC လေးကို off လုပ်ပြီးသွားလိုက်ပါခင်ဗျာပြီးတော့ရှိရင်ဒီအပေါ်မှာတစ်ချက်ကြည့်ပါအားလုံး okay တယ်အားလုံး okay တယ် and your star မှာလည်း okay တယ် content moderation အခုလို on ဖြစ်နေတယ် solution က okay ပြီးတော့ရှိရင် share ကိုတစ်ချက်နေပြီးမှသွားလိုက်ပါဒါကြတော့ video လုံးဝတင်တာဖြစ်ပါတယ်ဒီ ਉਸ နဲ့ပြီးသွားခဲ့ပြီဆိုရင်တော့ကျွန်တော် internet ပေါ်မှာတက်ဆိုင်ပါတယ်ကျွန်တော် internet နည်းနည်းကြာတယ်ဆိုရင်ဒီလိုမျိုး share လုပ်ပြီးသွားခဲ့ပြီ publish လုပ်ပြီးသွားခဲ့ပြီဆိုရင်ကျွန်တော်တို့ ဒီ page မှာရောက်ဖို့ဆိုလို့ရှိရင်9မိနစ်ကြာနေတယ်10မိနစ်ကြာဖို့နေတယ် video AI ရှိလို့ရှိရင်တော့9ရက်လောက်ကြာဖို့နေတယ် address ကျွန်တော်ခဏဆောင်ပြီးမှသူက processing ဖြစ်ပြီးသွားနေပါတော့နည်းနည်းကြာလာလို့ရှိရင်သူ့အတူဒီနားမှာ publish ဖြစ်ပြီးမှလာပါမယ် YouTube channel မှာလည်းအခုလိုအတိုင်း edit လုပ်ပြီးသားတဲ့ video page မှာတင်မယ် page မှာတင်ပြီးမှဒီ page နဲ့ admin မဖြစ်တဲ့အခြား facebook account တစ်ခုမှာလည်းဒီ video နဲ့ date title ပဲတင်မယ်ပြီးလို့ရှိရင် youtube channel မှာလည်းဒီ video နဲ့ date title ပဲတင်မယ်ပြီးလို့ရှိရင်ဒီ video ပဲ tiktok မှာလည်းတင်မယ်ဒီ video ပဲပြန်ပြီးမှသီးသန့် instagram မှာလည်းတွားပြီးတင်မယ် platform များစွာနဲ့ဝင်ငွေရှာလို့ရတဲ့ video တပုတ်တခြား edit လုပ်ပြီးမှဒါမှမဟုတ်တစ်ခုရှိရဲတချင်းပါတဲ့ video edit လုပ်ပြီးမှဒီပုံစံတော်လို့မရပါဘူးတချင်းပါတဲ့ video edit လုပ်တဲ့ချင်းလည်းဆိုရင်နောက်တစ်ခု video မှာကျွန်တော်ပြောပြပေးမယ်ကျွန်တော်ရဲ့ page ကျွန်တော်ရဲ့ channel လို like and sharing လုပ်ပြီးတော့ပါခင်ဗျာနော်ဒီဥစ္စာကျွန်တော်တင်နန်းမှာပြတဲ့ page တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတိုင်းဖွင့်ထားတဲ့အတိုင်းပဲဒီတိုင်းဖွင့်ထားလို့ဆိုရင်မလည်းအခုကဝင်ငွေလေးတွေရနေပါပြီခင်ဗျာနော် အဲ့တော့ကျွန်တော်အခုနတင်တဲ့ဗီဒီယို publish ဖြစ်လာပြီလားဆိုတော့ကျွန်တော်တစ်ချက် refresh လုပ်ကြည့်လိုက်မယ်မရသေးဘူးဗောနော်ဒါကျွန်တော်ဒီနေ့တင်ထားတာဥစားဖြစ်ပါတယ်ဒါတွေကြတော့အကယ်လို့ဒီ Facebook ကနေအသေးစိတ်ဝင်ငွေရှာခြင်းနဲ့ Facebook မှာ CM ဆက်တက်လို့မရဘူး content moderation နဲ့မရသေးဘူးဘာမှမလုပ်တတ်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရှင်မှာတင်နန်းတက်လို့ရတယ်တင်နန်းကြတော့ Telegram မှာဖွင့်ပေးထားတာဖြစ်ပါတယ် Telegram private group မှာ Telegram ထဲမှာဆိုရင်ကျွန်တော် Facebook account ဖွင့်နေရအစားအဆုံးကျွန်တော်တို့ဒီ video edit လုပ်မစရင် corporate looking အောင် အသေးစိတ်အသေးစိတ် detail ပို့ပြီးမှအသေးစိတ်ကျွန်တော်ပြပေးထားတဲ့ဖုန်းနဲ့ရော laptop နဲ့ရော edit လုပ်ဖို့အသေးစိတ် detail နဲ့ကျွန်တော်ပြပေးထားတယ်အဲ့ဒီပုံစံတိုင်း edit လုပ်ပြီးတင်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ content ကိုလည်းဘယ်မှာ topic ရှာရမလဲဘယ် page ဘယ်နေရာဘယ်နေရာတော့ရှာရမလဲဆိုမှရှိတယ်အဲ့ဒီဥစ္စာတွေတော့မှရှာလာပြီးမှတေချာလေး edit လုပ်ပြီး page မှာဝင်ဝင်ရပုံစံဒီအများကြီးကျွန်တော်လုပ်ပြပေးထားတယ်ပြီးလို့ရှိရင် CM setup မရသေးဘူး content margin setup မရသေးဘူးဆိုလည်း content margin setup ရအောင်ဘယ်လိုလှုပ်ဆောင်သွားရမလဲဘယ်လိုဖောင်တင်ရမလဲပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ page ရဲ့ facebook account ရဲ့ phone ရဲ့ location ကိုဘလို့ပြောင်းသွားရမယ်ဝင်ငွေရအောင် location ပြောင်းမှရတဲ့အတွက်ကြောင့်အဲ့ဒီ location ကိုလည်းအသေးစိတ်ဘလို့ပြောင်းသွားရမယ်ဘလို့လှုပ်ဆောင်သွားရမယ်ထိုင်းနိုင်ငံ location ဖြစ်အောင်ဘလို့လှုပ်ဆောင်သွားမယ်ဆိုအားလုံးကျွန်တော် ပေါ်ပလီပြောပြရှင်းပြပေးထားပါတယ်ခင်ဗျာနော်အခုကျွန်တော်ဒီ laptop မှာဆိုရင် video တင်တဲ့ဥစ္စာဆိုရင်ဘယ်ပူပြန်လဲဆိုလို့ရှိရင်ကျွန်တော် တစ်လေးလုံးပွေပြင်းနဲ့ကျွန်တော်တင်နေဖြစ်ပါလိမ့်ခင်ဗျာနော်သူများရေတော့၃လုံးမြောက်ကိုပြောတယ်ဒါပေမဲ့ကျွန်တော်တို့ဖုန်းမှလည်းရတယ်လက်တော့မှလည်းရတယ် crack လောက်ထားတယ်ပေါ့နော်ဒီတစ်လေးလုံးပွေပြင်းကိုအခုနောက်တော့ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုဒီမှာ100%ရောက်လာပြီဒီမှာဆိုတမင်ပုံလေးတဲ့ဒီပုံစံရောက်လာတယ်ဒီလိုဆိုခွင့်ကြည့်လိုက်မစိုးရင်ဒီလိုလေးပေါ့နော်ပြီးရင်ကျွန်တော် refresh တစ်ချက် refresh တစ်ချက်ကျွန်တော်လုပ်ပြပေးမယ်ဒီမှာတစ်ချက်ချင်းမှာဆို tamil ပုံနဲ့ဒီပုံစံလေးဖြစ်တဲ့အတွက်ကျွန်တော် tamil ပုံနဲ့လာတယ်အဓိကကျွန်တော်တို့ဗီဒီယိုတင်တဲ့အခါမှာ tamil ပုံအရေးကြီးပါတယ်ကျွန်တော်တို့ကဗီဒီယိုကြည့်တဲ့အခါမှာအကြောင်းအရာမှာဒီစာကိုဖတ်တဲ့လူကနည်းတယ်ခင်ဗျအဓိကဒီ tamil မှာဗာရေးထားလဲပေါ့ဒီဒီစာလေးကိုဖတ်ပြီးမှသူတို့နဲ့ကန့်ညီတယ်ဆိုဖွင့်ပြီးသွားတာမျိုးရှိရပေါ့နော်အဲ့အတွက်ကျွန်တော်အရေးကြီးပါတယ် tamil ပုံကောင်းကောင်းလေးလုပ်ပြီးသွားပါခင်ဗျနော် ဒီပေါ်စံအတိုင်းဗီဒီယိုတင်ပြီးဒီပေါ်စံအတိုင်း edit လုပ်မှာ Facebook Facebook page YouTube TikTok နဲ့ဝင်ဝင်မြောက်များစွာ share တော့လို့ရပါတယ်ကျွန်တော်ရှိမှာတင်တန်းတက်မယ်ဆိုရင်တင်တန်းကြီးရဲ့ live time အတွက်9000ချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တင်တန်း cost ကျွန်တော်တစ်ချက်ပြပေးလိုက်ပါမယ်ကျွန်တော်ရဲ့တင်တန်းကကျွန်တော်တင်တန်း3ခုရှိတာကျွန်တော် boost အပိုင်းနဲ့ပတ်သက်ပြီးဈေးရောင်းဈေးဝယ်ဓမ္မလေးဒီ live stream တွေ့နေခါမှာ boost ဘယ်လိုလောက်ဆောင်သွားရပါ냐တရားခံနဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာဆိုတင်တန်းမှာ class 45ထိတော့ရောက်တော့ခဲ့ပြီပေါ့နော်ကျွန်တော် တင်ပြီးတော့စာဗီဒီယိုနဲ့ final ဖြစ်တယ်အကယ်လို့ content moderation နဲ့ဝင်ငွေရှာခြင်းနဲ့ facebook နဲ့ဝင်ငွေရှာခြင်းဆိုတော့ဒီမှာပေါ့နော်ဒီ facebook content moderation မှာပြောင်းလဲမှုအကြောင်းအရာနဲ့ပတ်သက်ပြီးမှအားလုံးကျွန်တော်တင်ပြီးတယ်ပြီးလို့ရှိရင် facebook နဲ့ဝင်ငွေရှာပုံရှာနေကျွန်တော် facebook account ကိုဝင်ငွေရအောင်ဘယ်လိုလုပ်ဆောင်သွားမလဲဆိုအားလုံးရှိတယ်ပြလို့ရှိရင် Facebook content moderation နဲ့ဝင်ငွေရဖို့ကျွန်တော်တို့ location ပြောင်းဖို့ပြောင်းနေလဲအသေးစိတ်ဖုန်းနဲ့လုပ်ပြပေးထားပါတယ်ခင်ဗျာပြလို့ရှိရင်ပျောက် account မှာ error တက်တာအခုလိုမျိုးအနီရောင်ဖြစ်တာဘာညာလဲကျွန်တော် fishing machine အားလုံးကျွန်တော်တို့ပြပေးထားတယ် ပြီးတော့ရှိရင်တော့ကျွန်တော်တို့ဒီ Facebook ကနေဝင်ဝင်ရဖို့ဘယ်အချက်လက်တွေဘယ်လိုစတင်ပိုင်းတွေရောဘယ်လိုမျိုးပြောင်းထားတင်လဲဆိုပြီးမှအလုံးပါပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ content မှာရှိအခုလိုမျိုးဒီအနီယာဖြစ်သွားခဲ့တဲ့ loss ဖြစ်သွားခဲ့တဲ့ suspended ဖြစ်သွားခဲ့တဲ့ဆိုရင်ဖြည့်ရှင်းမှုရှိနေအလုံးပါပါတယ်ခင်ဗျာနော်နောက်တစ်ခုအရေးကြီးတာလူတွေအများဆုံးသိချင်တဲ့ဥစ္စာကျွန်တော်ဒီမှာဖုန်းနဲ့ပေါ့နော် copy video တွေကိုဖုန်းနဲ့ corporate looking အောင် edit လုပ်ပြီး online ကနေဝင်ဝင်ရှာနေဆိုမှာဖုန်းနဲ့ဘယ်လို edit ရတယ်ဆိုပြီးအလုံးကျွန်တော်ပြပစ်ထားတယ်နောက်တစ်ခုကြတော့ကျွန်တော်ဒီမှာ laptop pc နဲ့ဘလို့ edit ရတယ်ဆိုမှလည်းအားလုံးကျွန်တော်ပြပေးထားတယ်အခြားသောအကြောင်းအရာနဲ့ပတ်သက်ပြီး page quality အဝိုင်းဖြစ်တာအနီရောင်ဖြစ်တာ profile အနီရောင်အဝိုင်းဖြစ်တာဥစ္စာလည်းကျွန်တော်အားလုံးပြပေးထားတယ်ပြီးရင် affiliate နဲ့ link နဲ့အားလုံးတွဲပေးထားတယ် affiliate နဲ့စာသားလည်းအားလုံးကျွန်တော်ချပေးထားပါတယ်ခင်ဗျာ video fan ကြည့်မှအားလုံးလှုပ်ဆောင်သွားလို့ရပါတယ်ဒီမှာဆိုရင်အနီရောင်နဲ့အစင်းအောင်လှုပ်ပြပြီး live group ကျွန်တော်တို့တင်တဲ့အထက်မှာလှုပ်ပြပေးထားဒီမှာလည်း affiliate နဲ့ link စာသားအားလုံးပါပါတယ်ခင်ဗျာနော် ကျွန်တော်တင်တဲ့တက်မယ်ဆိုရင်တင်တဲ့အ life time အတွက်ကမှ9000ကျပ်ဖြစ်တယ်။အဲဥစားကျွန်တော်ဗီဒီယိုဒီဥစားအပုတ်90ကျော်သွားခဲ့ပြီကျွန်တော်ဒီ Facebook page နဲ့ Wingwin Shop channel ပတ်သက်ပြီးကျွန်တော်ဒီ online ကနေဘလို့ share ရမယ်အခြားအကြောင်းအရာနဲ့ပတ်သက်ပြီး YouTube channel ဘလို့ဖွင့်ရမယ် YouTube channel နဲ့ moderation ဘလို့လျှောက်ရမယ် Facebook ရဲ့ content moderation ဘလို့လျှောက်ရမယ်ဆိုပြီးအားလုံးအသေးစိတ်ဒီဗီဒီယိုထဲမှာ include ပါတယ်ဒီတင်တဲ့ထဲမှာအလုံးပြည့်ပြည့်စုံပါပါတယ်ခင်ဗျအကယ်လို့တင်တဲ့တက်ပြီးတင်တဲ့ဗီဒီယိုကြည့်ပြီးမတိနားမလဲရှင်းတယ်ကျွန်တော်တို့ Facebook group Viber နဲ့တဆင်ဒါမှမဟုတ်ရင်လည်းကျွန်တော်ဒီ Telegram တဆင်ပြန်မေးဖို့နိုင်ပါတယ်1 by 1 step by step ကျွန်တော်အားလုံးဖြည့်ချပေးပါတယ်ခင်ဗျာเนาะအားလုံးကျေးဇူးတင်ပါတယ်